ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမလီဖရားရေအင်းမြင်မြင်ပြင်ရောက်ချီနေပါပြီဆိုနေမှာရောက်ကိုမရောက်နိုင်တော့ဘူးဘယ်လိုလုပ်ရပါမလဲညမရောက်ခင်ပြင်ရမှာဖြစ်မှာ哦အမေကတော့ညမရောက်ခင်ညမရောက်ခင်နဲ့ဘာဖြစ်နေပါလဲရောက်ရောက်သွားတော့ဘာဖြစ်လို့လဲ လောကကြီးမှာညမရောက်တဲ့နေ့ဆိုတာရှိလို့လားညရောက်တာများဘာဖြစ်တာကြလို့လဲအခုရွာကိုရောက်ဖို့ဘယ်လောက်ကြာအောင်မလဲတို့တို့ရွာကိုရောက်ဖို့ကအချိန်ကြာအောင်မပါဗျာအနည်းဆုံးတော့တနားကြီးလောက်ကြာအောင်မအဲ့ဒါလမ်းနေပါပြီပိတ်နေရင်ပေါ့ဗျာမဟုတ်ရင်တော့နိုင်ကြီးဝက်လောက်နဲ့ရောက်ပါလိမ့်ဖျားကြီးဒီလဲငါတို့အခြေအနေကိုသိရတာနဲ့ဒီတော့ငါတို့နိုင်ကြီးဝက်အတွင်းမှာရအောင်လုပ်ပေးစမ်းပါဟဲ့ချွေးမလေးလည်းအဆင်ပြေအောင်လို့ဒေါမုံကိုကြည့်ရင်ဒီနေ့မှမြို့ကနေလက်ထပ်ပြီးသူတို့အင်ကိုချွေးမအဖြစ်ပါလာတယ် ချွေးမာလီလက်လက်ကတော့ထူးဆန်းနေပါလေတကယ်တော့ဒုံမုံဟာရွာမနေတဲ့စင်းရတဲ့မြို့သမီးတယောက်ပဲဖြစ်ပါလေဒါပေမဲ့သူ့ရဲ့ချွေးမာကတော့မြို့ပေါ်ကဖြစ်တာမို့မြို့ပေါ်မှာလက်ထပ်ပြီးတဲ့နောက်မှာ အင်ကိုကားနဲ့ခေါ်လာနေတာပဲဖြစ်ပါလေတောင်ကလန်းခကြီးကကြာနေတာမို့လို့ဒုံမုံလေကားပေါ်မှာရတက်မအေးနိုင်ဖြစ်နေပြီးဒရိုက်ဘာကိုအမြန်မောင်းခိုင်းလိုက်တာမို့လို့နိုင်ယူဝန်တွင်းမှာပဲသူတို့လေးရွာကိုရောက်လာခဲ့ကြပါလို့ရယ်ဖះကိုကျေးဇူးတင်လိုက်တာငါတို့ညမရောက်ခင်ပြန်ရောက်လာလို့ချွေးမာလေး ညဒီမှာခဏနေုံတော့ငါပြန်လာခဲ့မယ်ဒီလိုပြောပြီးဒေါ်သာလင်းအင်းလေးကို ဝင်တော့ကအင်းလေးကနေကျူစိုးဖို့ဘန်းတွေပါတွေကိုယူလာခဲ့ပါတယ်ထွန်းမလေးအမြန်လေးရောက်ရှိနေတော့အင်းလေးကိုဝင်လာခဲ့လေတော်ကြနောက်ကြသွားရင်မကောင်းဘူးဒေါ်မုံစကားကြောင့်လက်လက်ကတော့နားမလဲနိုင်အောင်ကိုဖြစ်နေရပါတယ်ဒီလိုနဲ့ပဲသူ့လေးနားမလဲနိုင်ဖြစ်နေရင်ကအင်းလေးဝင်လာခဲ့ပြီးဒေါ်မုံကတော့သူတို့ကိုထမင်းဟင်းတွေခြာကျွေးလိုက်ပါတော့တယ် အမေဘာလို့ဒီလောက်လှုပ်တယ်ရောလောတကြီးပြီးအောင်လှုပ်နေရလဲဆိုတာငါတို့နားမလဲတော့ဘူးကြည်ရတာရွာမှာညဘက်မြောက်ခင်လှုပ်ဆရာရှိတာအကုန်လှုပ်ပြီးတော့နေဝင်တာနဲ့အိတ်ကြတာများလားလဲလေလေသူနားလေတယ်လို့တွေးလိုက်ပြီးတော့ထမင်းမြ мян စားပြီးတဲ့နောက်မှာတော့လှုပ်ဆရာရိအကုန်ပြီးပြီဖြစ်လို့ထန်နေလိုက်ပါတယ်ဒီလိုနဲ့နေဝင်ပြီးညရောက်သွားတဲ့အခါမှာတော့တရွာလုံးဟာလျှက်စစ်မိတွေစားမိခွက်တွေကိုသာထွန်းထားကြပါတယ်ဒေါ်မုံတို့အိမ်မှာလည်းမိရင်လေးတွေကိုထွန်းထားပါတယ်ဒီမှာဘာလို့တယောက်မှလျှက်စစ်မိကိုမဖွင့်ကြရလဲ အေးရလာပါဦးဒီရွာရဲ့အိမ်တိုင်းမှာရောငါတို့အိမ်မှာရောဘာလို့မီးမထွန်းကြတာလဲဘာမီးထွန်းရမှာရောမရဲ့ကျမတို့ရွာမှာလျှက်စစ်မီးမမရှိတာဒီတော့ကျမတို့တွေအားလုံးကနေမွေငယ်လောက်ဆရာရှိရာတွေအကုန်လုံးလှုပ်ထားကြပြီးတော့ညဘက်ရောက်တာနဲ့ဖျောင်းနိုင်မင်းနဲ့နေကြရတာလေဘလို့လဲလေလေသူ့ရောက်မှအီအီရဲ့စကားကြောင့်တော်တော်လေးကိုရှော့ရသွားရပါတယ်ပြီးတော့သူ့ရောက်ခမမိသားစုတွေနေတဲ့ဒီရွာဟာမီးမရှိဘူးဆိုတာကိုလည်းမယုံကြည်နိုင်မဖြစ်နေပါတယ် ါနဲ့အတော်ကြာသူလေးဒီတိုင်းထိုင်ရင်ရက်ထိုင်ခံနေပါလေဒီလိုနဲ့ညံ့နေသွားတဲ့အခါမှာတော့ဒီလူတွေကတော့ဒလပူနေရအောင်ဘလို့များနေတာပါလဲငါတို့ပူလုံးလုံးသေတော့မှာပဲဒီလိုသားဆိုရင်ငါတို့ဘလို့လုပ်ပြီးရောရောက်ခမရင်မှာအေးအေးဆေးဆေးနေနိုင်မှာလဲအိတ်ချင်းလည်းမအိတ်ရစောက်ကောင်းချင်းလည်းမစားဖြစ်တော့မှာပဲဒီလိုနဲ့ပဲလဲလေကတော့တညာလုံးတော့ကရောက်နေရင်နောက်နေမှာတော့အမေဒါပါလဲကျမရေပိုက်မရှိဘူးလားအော်နေမသိဘူးဟော ငါတို့ရမှာလျှက်စစ်မီမရှိဘူးဆိုတော့ရေလည်းမရအောင်လေဒါကြောင့်နေရေချိုးချင်လို့ရှိရင်ရွာတိတ်ကရေပုံမှန်ရရေကိုသွားယူมาပဲရမယ်ကဲသွားအေးနဲ့လိုက်သွားပြီးတော့ရေသွားယူလိုက်ငါတို့အလုံးလဲလို့ပဲရေချိုးရတာမေတမေခုလိုက်သွားလို့မရသေးဘူးအလုံးလုံးနေရာမပြီးသေးလို့ဒါတော့အမေအမအကြီးကိုပြောလိုက်ပါလားသူလိုက်ပို့ပေးလိမ့်မယ်ပါလက်လက်နေငါနဲ့လိုက်ခဲ့လေဒါဆိုရင်နေလည်းဘယ်လိုနေရမလဲထိုင်ရမလဲဆိုတော့တရက်ထင်းနဲ့အကုန်သဘောပေါက်သွားမှာပေါ့ ကြီးကြီးစကားကြောင့်ချွေးမအတလီလဲလဲလဲရေမိုးမချိုးရသေးပဲနဲ့လက်မရေပုံးကင်ကရေရမယ့်နေရာကိုသွားရပါတော့တယ်။အဲဒီမှာတော့ရေယူမဲ့သူတွေတန်းစီနေတာမို့နှစ်နာရီလောက်ဆောင်ပြီးတဲ့အခါမှာသူတို့လက်ကိုရောက်ခဲ့ပါတယ်။ရေသွားခတ်လာပြီးနောက်မှာတော့တာနဲ့မကြီးဒီမှာရေပုံးကဘာဖြစ်လို့ပြင်ပြီးတော့တည်လာရတာလဲ။ဒါဝိုးငါတို့ကရေရင်ထဲကိုတည်သွားရမှာလေ။ဟမ်ဒီရေပုံးကရေချိုးဖို့ခတ်လာတာမဟုတ်ဘူးလား။လဲလဲ ဒါမြို့ပေါ်မှာမဟုတ်ဘူးလေရွာဟဲ့ရေကိုအဲ့လိုမျိုးစိတ်ကြယူသုံးလို့မရဘူးငါတို့ရကတမအကုန်လုံးခြွေတာပြီးတော့သုံးရတာမိရလည်းမရဘူးလေတရောနင်ဒီပုံးတပုံးလုံးကိုရေချိုးပြလို့မရဘူးဒါကိုနင်နားလေပြပို့တော့မျှော်လင့်ပါရယ်ကဲတရောနင်ခက်လာတဲ့ရင်နဲ့နင်ရေချိုးလိုက်တော့ဟုတ်ကဲ့ဟမ်ဒါပါရီလဲငါရေရောင်မှဝဝမချိုးရတော့ဘူးလားငါကတော့ဘလို့နေရအောင်ရောက်လာတာပါလဲ ဒီလိုနဲ့ပဲတနာစီရလဲလဲလဲရေလီတပုံးတဲကိုပဲနောက်နောက်အောင်ချိုးလိုက်ရပါတော့တယ်။ပြီးတော့လျှက်စင်မီလည်းမရှိပဲနေရတဲ့သူ့ဘဝကြီးကတော့တတော်လေးကိုခက်ခဲနေပါတယ်။ဒီလိုနဲ့ပဲလဲလဲလဲရောက်ကမအင်းရောက်ပြီးပထမနေ့ကိုတော့အဆင်ပြေအောင်ဖြတ်တန်းလိုက်ရပါတယ်။ဒီလိုနဲ့တရပီတရအချင်းတွေကုံဆုံးလာခဲ့တဲ့အခါမှာတော့သူ့အတွက်တီးမခံနိုင်လောက်အောင်ဖြစ်လာခဲ့ရပါတယ်။ဘာလဲငါခုပဲရေချိုးဖို့ရေတော့ခတ်ထားရတာ哦။ခုကြတော့ထမင်းချက်ဖို့ရေမရှိတော့ဘူးလေလား။ အဲ့ဒါကိုလေငါဘောခတ်ရအောင်မလားဘလူဒုက္ခတွေလဲငါလက်ထပ်ပြီးတဲ့အောင်ငါအတွက်ဒုက္ခတွေပဲဝိုင်းဝိုင်းလည်နေရပဲငါဒီလိုရောက်ပြီးဆိုရရကြုံလိုက်ရတဲ့အခက်ခဲတွေဆိုတာလည်းမနေဘူးဒီလိုနဲ့ပဲလက်လက်ကတော့မတက်နိုင်တဲ့အစုံရေကိုတူပင်သွားခတ်လိုက်ရပြီးတော့အဲ့ဒီရေနဲ့လောင်းနှောင်းအောင်ထမင်းဟင်းတွေကိုချက်ရပြန်ပါလေငါရွာကိုရောက်လာတလားတောင်ရှိပြီပဲဒါပေမဲ့အခုထိလည်းရွာလူတွေကနေတယ်လို့မျိုးငါနေဖို့မဖြစ်နိုင်ဘူး ရှည်လုံးလုံးလောက်လောက်မရှိဘဲနဲ့အသီးနှံတွေကိုပြောင်းစည်းကြရတာလည်းရဲကိုခက်ခဲတယ်။ဒီမဲ့လဲလဲငါနေ့ကိုပြောပြပေးမယ်။နေရေစလုံးထဲကိုလေရေနဲ့စိန်ပြီးတော့တထက်စေးလိုက်ပြီးလို့ရှိရင်နောက်တစ်ခေါက်ထပ်ပြီးတော့ပြန်စေးလိုက်အဲ့ဒါဆိုရေသုံးရတာလွယ်သွားလိမ့်မယ်။သူပြောသလိုလှုပ်လိုက်လို့အစင်းတော့ပြေးသွားပေမယ်။လက်လက်ကတော့ရွာမှာရေမရှိမီးမရှိနဲ့နေရတာကိုတတော်လေးအဆင်မပြေဖြစ်နေပါသေး။ဒီလိုနဲ့တည့်ရမှာတော့ရေရေလေးအဝတ်တွေအရင်များနေလို့ထိုင်ရှုံနေပါသေး။ လက်လက်နေဤတို့ဒါကြောင့်ငါ့ကိုအဝတ်လေးနည်းနည်းလောက်လာပြီးတော့ကုညစ်ပေးကြသမ်းပါအောင်ဖះရေအဝတ်ကလေးလျှော်ရအောင်မဲဒီမှာဝတ်လျှော်စရလည်းမရှိဘဲနဲ့လက်နဲ့လျှော်အောင်မလားတော်ပြီငါရေမရှိဘဲနဲ့တော့မလျှော်နိုင်ဘူးငါအကြောင်းတမျိုးမျိုးပဲပြလိုက်တော့မဲအမရေအမရေစိတ်တော့မရှိပါနဲ့နော်ကျမလက်နဲ့ဝတ်တွေကိုမလျှော်နိုင်ဘူးဘာလို့လဲဆိုတော့ကျမလက်ကဆက်ပြရည်တဲ့ကိုစိန်လို့ရှင်လက်တွေရလာတယ်လို့နေနေမှရတယ်။လာမကြီးကျမအမနဲ့တူတူဝတ်တွေကိုလျှော်ပေးမယ်လေ ေးပါဘသူပဲဖြစ်ဖြစ်လာခဲ့အောင်မြင်မြန်လေးလုပ်။အော်လဲ့လဲ့နေအဝတ်မလျှော့ခြင်းဘူးဆိုရင်တခြားလုပ်တွေကိုကုလုပ်ပေးလေ။ငါတို့ဝတ်လျှော့နေရတာရည်လိုတယ်ဆိုတော့ဘေးကနေနေငါတို့ကိုရေးခက်ပေးပေါ့။အဲ့လောက်တော့နေလုပ်ပေးနိုင်တယ်မလားယင်။ဟုတ်ရပါတယ်။လဲလဲကတော့အလုံးမလုံချင်းလို့ညင်းလို့မရနိုင်မိဖြစ်နေပါလေပြီးတော့အဝိရှော်နေတဲ့ရီရီပုံးထဲမှာလည်းရီရီကုန်နေပြီဖြစ်တာကြောင့်မို့လို့အဝိတွေကိုရီရှော်ဖို့အတွက်သူလည်းရီသွားဆွေးရပါတော့တယ် ပြီးတော့ဝှေ့လျှော်နေတာဖြစ်လို့ရေကိုအလွန်အမင်းဆွဲထည့်ပြီးနေရပါတယ်။ဟာစိတ်ညစ်လိုက်တာ။ငါရေဆွဲနေရတာဘယ်နှခါရှိနေပြီလဲကိုမသိဘူး။ငါလုံးမလုံးချင်လို့ပါဆိုနေမှအခုမှရေကြီးပဲဆွဲနေရတယ်။တရားရေကျော်အမတို့အမတို့တို့မရသေးဘူးလေလေထပ်ပြီးတော့ရေလေးဆွဲခဲ့ပေးအောင်။ဟာတော်ပါတော့အမရေကျမထပ်မခတ်နိုင်တော့ဘူး။ကျမထပ်ပြီးတော့ရေတွေမခတ်နိုင်တော့လို့ခွင့်လွတ်ပါနော်အမခတ်ပြီးပါနော်ကျမတို့လည်းလုပ်တွေလုပ်နေရတာပြင်းမှန်းတာပဲလေ ။နောက်ဆုံးတော့သူလည်းမငင်းနိုင်တော့ပဲရေယူဖို့အတွက်သွားရပြန်ပါတော့တယ်။အခုတော့နေတိုင်းလူလူသူဟာဒီလိုပဲလုပ်နေရပါတယ်။ပြီးတော့နေတိုင်းဒီလိုအခက်တွေ့နေရတာတွေအိတ်ခါနင်းရင်ပန်ကားနဲ့မအိတ်ရတာတွေအပူထဲမှာနေရတာတွေရေတပုံးရဖို့ဝေးကြီးတောက်ခတ်ရတာတွေဂျာရီကိုလုံးဝတီးမခံနိုင်တော့တဲ့အဆုံးမှာတော့သူလိန်ဆုံးဖြတ်လိုက်ပါတော့တယ်။မေဒီရွာမှာရေမရှိမီးမရှိနဲ့နေရမအောင်ကျမမနေနိုင်ဘူး။အခုဒီရွာကိုကျမရေတွေမီးတွေရအောင်မလုပ်ပေးနိုင်ရင်ကျမနာမည်လည်းလည်းမဟုတ်တော့ဘူး။ ဒီလိုနဲ့လဲလဲလဲသူပြောတယ်လို့လုပ်ပါတော့တယ်ပြီးတော့ရွာကအုပ်ချုပ်ရေးမှုစီကိုတွားကမြို့ပေါ်ကိုအစီရင်ခံစာတင်ပြီးသူတို့ရွာကိုရေမီးတွေရောက်အောင်လုပ်ပေးဖို့အချိန်ချင်းတောင်းဆိုပါတော့တယ်ဒါကြောင့်မကြခင်ပါဘူးသူတို့ရွာကိုလျှက်စစ်မီးတွေရလာပါတော့တယ်ကျေးဇူးပါချွေးပါလေးနင်ကငါ့လိုရွာတကြီးမလုပ်နိုင်တာ ው တောင်လုပ်ပြနိုင်ခဲ့တယ်ငါကတော့ရွာတကြီးဖြစ်တာတောင်ရွာရဲ့လိုအပ်ချက်တွေကိုမဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဒါကြောင့်ငါတို့ရွာအခုထိရေမီးမရသေးတာပေါ့ ဒါမဲ့နင်ကတော့ဒီလိုတကယ်ကောင်းချင်းလေးအနေနဲ့ရောက်လာခဲ့တာပဲချွေးမလေးကိုလက်ခုပ်တီးပြီးလိုက်ကြပါဦးကျမကတော့ရွာလူတွေကိုဒီလောက်ကူညီပေးလိုက်ရတာကိုပဲရမ်းပျော်နေပါပြီပြီးတော့ဒီရွာလေးကဒီထက်ပိုပြီးတော့တိုးတက်လာလို့ရှိရင်ကျမရမ်းကိုပြုံမိမှသေးကြတယ်ဒါကြောင့်အလုံးကျမကိုကျေးဇူးမတင်ကြဘဲနဲ့တူတူဝိုင်းဝန်းပြီးတော့ကြိုးစားကြတာပေါ့နော်အော်တကယ်ကိုကောင်းလိုက်တဲ့စိတ်ထားလေးပါလားချွေးမလေးကိုလက်ခုပ်တီးပြီးလိုက်ကြပါဦး ဒီလိုမျိုးရွာတကြီးကပြောလိုက်တယ်မို့အာလုံလိန်ချေးမာလေးကိုလက်ခုပ်ဩဘာရီတီးပြလိုက်ကြပါရယ်လဲလဲတို့မိသားစုကတော့စင်းရဲတာကြောင့်မို့လို့သူလိန်ဘန်ကနေချင်းငွေယူကအလုတ်တီကိုစလုံနိုင်မို့သူယောက်ျားကိုလှုပ်ပေးလိုက်ပါရယ်ပြီးတော့သူယောက်ျားလေးအလုတ်တီတေးချာကျူးစားတာမို့နောက်ဆုံးမှာတော့သူတို့အိမ်မာလေးပန်ကာရီလီအီပိဇက်တွေရှိလာပြီးအာလုံလိန်အဆင်ပြေသွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။